နိုဝင်ဘာလ29ရက်နေ့နေ့လယ်7:00နာရီခွဲဝန်းကျင်ကလှိုင်သာယာစက်မှုဇုံ3ရေဦးရက်ွက်ရှိဝါဟာရေကဲမုံစက်ယုံရဲ့ဝင်းနှိုင်းအိဆောင်မီလောင်မှုဖြစ်ပွားခဲ့ပါတယ်။မီလောင်မှုဖြစ်ပွားရတာဟာစက်ယုံရှိအလုတမအမျိုးသမီးတဦးကမီးဘူးတိုက်နေရကမီးပြတ်သွားချိန်မှာမီးပလက်ကိုမဖြုတ်ပဲထားခဲ့ရမီးဇက်နိုးချိန်မှာမီးဘူးကအပူလွန်ခဲ့ရကနေမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလိုမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ကတဲ့တလုံးနဲ့မွေးရအနေငယ်သာပြစီခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့သိရပါဗျ။အဲ့ဒီမှာအပေါ်မှာမိရတော့ပြက်နေမိပြက်နေလို့မိစံနှုတ်တာနှုတ်လိုက်မဲ့တိုက်ထားတဲ့မိဘကဒီတိုင်းကြံနေတယ်။အဲ့ဒီမိဘကနေစပြီးဘိုးဘက်တစ်ကနေစတော့ရုပ်အေးပါမိဘဘောမိဘကြံခဲ့တော့ပြွန်သွားတော့အောက်မှာဝိစာရှိမှာပေါ့ဒီဘောမိလောင်မှုဟာနေ့လယ်7:35မိနစ်ခန့်မှာစတင်ဖြစ်ပွားခဲ့ပြီး7:45မိနစ်မှာမင်းငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါဗျ။မိလောင်မှုရဲ့ဆုံးရှုံးမှုတန်ဖိုးဟာကြက်ရွှတ်သိမ်းရှိခဲ့ပြီ မီးလောင်ရာကိုမီးသက်ကားအစီ၂၀မီးသက်ဝင်နှန်း80ခန့်လာရောက်နှိမ့်သက်ခဲ့တယ်လို့သိရပါတယ်မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်စက်ရုံမန်နေဂျာကိုမီးပေါ်ဆစွာတုံးဆွဲမှုပုံမှန်285နဲ့အေးအေးယူဆောင်ရွက်သွားမယ်လို့သိရပါဗျ။